ဗီယက်နမ်နိုင်ငံမှာတရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကိုတနင်္ဂနွေနေ့ကလုံခြုံရေးအင်အားအပြည့်စုံနဲ့ဖြိုခွင်းခဲ့ပါတယ်။တရုတ်ရဲ့ပင်လယ်ပြင်ဆင့်အားစုတွေကဗီယက်နမ်ကိုပိတ်ဆို့ဖို့ရောက်လာနေတာကိုလည်းတွေ့ရပါတယ်။တောင်တရုတ်ပင်လယ်ကတင်းမာမှုတွေဟာကုန်းတွင်းပိုင်းကိုကူးဆက်လာနေပြီးဗီယက်နမ်ဟိုချီမင်းမြို့အနီးမှာတရုတ်ဆန့်ကျင်သူတွေဟာနိုင်ငံခြားပိုင်ဆက်ယုံအချို့ကိုအင်္ဂါနေ့ကလူရက်မိရှုခဲ့ပါတယ်။ဗီယက်နမ်ကတရုတ်ကိုအခုပဲနောက်ဆုတ်ဖို့ရှင်းရှင်းလင်းလင်းသတင်းစကားပေးပို့လိုက်တာပါ။ ပြီးခဲ့တဲ့နှစ်နိုင်ငံတွင်းမှာဒီအိမ်နီးချင်းနှစ်နိုင်ငံအကြားတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။ဒါပေမဲ့မကြာသေးခင်ကလှုပ်ဆောင်ချက်တွေကတော့ဗီယက်နမ်ဟာတရုတ်ပေါ်မချစ်တော်လဲအောင့်ကန်နိုင်မဲ့ကာလတွေကုန်ပြီဆိုတာကိုပြသနေပါတယ်။ American F-16 တိုက်လေယာဉ်တွေဝယ်ယူတာကနေပြင်သစ်သမ္မတကိုမိဖက်အစည်းအဝေးတွေအတွက်လက်ခံကျင်းပတာအထိဗီယက်နမ်ဟာသူ့ရဲ့တရုတ်ပေါ်စန့်ကျင်မှုတွေကိုမြင့်တင်နေပါတယ်။ဒီအကြောင်းအရာတွေကိုနားလည်အောင်သတင်းတပုတ်နဲ့ဆက်ဆက်ဖော်ပြခြင်းပါတယ်။ ပထမဆုံးအနေနဲ့2024ခုနှစ်စက်တင်ဘာလမှာဗီယက်နမ်ဟာအမေရိကန်နဲ့သူ့ရဲ့ဆက်ဆံရေးကိုမဟာဗျူဟာမြောက်မိဖက်အဖြစ်ထုတ်ပြောခဲ့ပါတယ်။ဒါဟာအရေးကြီးတဲ့ကိစ္စဖြစ်ပြီးအရင်ကနိုင်ငံအနှဲငယ်ကိုသာ ပေးထားတဲ့အဆင့်တန်းမြင့်ဆက်ဆံရေးဖြစ်ပါတယ်။အဲဒီနောက်မှာတော့ပြီးခဲ့တဲ့ဧပြီလကဗီယက်နမ်ဟာအမေရိကန်ပြည်ထောင်စုနဲ့ F16 တိုက်လေယာဉ်24စီးဝယ်ယူဖို့သဘောတူညီချက်ရရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါကဝါရှင်တန်နဲ့ဟန်ဝိုင်းဂျာ အကြီးဆုံးကာဝေးရေးသဘောတူညီချက်ကိုဖော်ပြပါတယ်။ဒီလိန်တွေက F16 Fighter ဖြစ်ပြီး Fighting Falcon ရဲ့အဆင့်အမြင့်ဆုံးအမျိုးအစားဖြစ်ပါတယ်။ဒါဟာခင်မီနီးပညာရေးတက်ဆင်ထားတဲ့တိုက်ခိုက်ရေးလေယာဉ်တစ်ခုပါ။တရုတ်လေယာဉ်တွေအစား American C က F16 တိုက်လေယာဉ်တွေကိုဝယ်ယူဖို့ဒီဆုံးဖြတ်ချက်ကတရုတ်နဲ့သူ့ရဲ့ဆက်ဆံရေးမှာ VNN ဘလို့ရက်တည်နေတယ်ဆိုတာကိုလည်းများစွာဖော်ပြပါဗျ။တင်ထင်ထားတဲ့အတိုင်းတရုတ်ကတော့ပြောမနေပါဘူး။ နှစ်ပေါင်းများစွာတရုတ်ဟာဒေတာရင်းနိုင်ငံတွေကိုသူ့ရဲ့ကိုပိုင်တိုက်လေယာဉ်တွေကိုဝယ်ယူဖို့တွန်းအားပေးခဲ့ပြီးအစွမ်းထက်ပြီးကုန်ကြကြေးတက်တာတယ်လို့ကြော်ညာဝင်ခဲ့တာပါဒါပေမဲ့ဗီယက်နမ်ကတရုတ်နဲ့ဆက်ဆံရေးကိုဆက်မလုပ်ချင်တော့ပါဘူး F16 တွေကဗီယက်နမ်ရဲ့စစ်ရေးစွမ်းရည်ကိုအကြီးအကျယ်မြင့်တင်ပေးပြီးပဋိပက္ခတွေမှာပုံမှုစွမ်းဆောင်နိုင်စေပါတယ်ဒါအပြင်သူတို့ဟာဗီယက်နမ်ကိုအမေရိကန်နဲ့ပုံမှုနှီးစပ်စေပြီးတရုတ်ကအားနည်းသွားစေခြင်းနဲ့ကာကွယ်ရေးဆက်ဆံရေးကိုနှက်ရှိုင်းစေပါတယ် ဒါကသမရရှိချင်းဖြင့်ရဲ့ဂုံတိတ်ခါကိုသာမကသူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုပါထိခိုက်စေပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ချက်တစ်ခုကတော့ဗီယက်နမ်ဟာဆယ်စုနှစ်များစွာကြာအောင်တရုတ်ရဲ့မဟာမိတ်ဖြစ်တဲ့ရုရှားကိုလက်နက်အထွတ်မှီခိုခဲ့ရတာပါ။အခုတော့ American စီကနေဝယ်ယူဖို့ပြောင်းလဲလိုက်တာဟာရုရှားဗီယက်နမ်ဆက်ဆံရေးကိုလည်းထိခိုက်စေပါတယ်။ဒီအချက်တွေအားလုံးကြောင့်ပေကျင်းကတော့စိုးရိမ်ပူပန်နေပြီးတရုတ်မီဒီယာတွေကပြဿနာတွေဖန်တီးနိုင်တယ်လို့သတိပေးနေပါတယ်။ ဒါပေမဲ့ဗီယက်နမ်ကတော့မျက်တောင်မခတ်ပါဘူးသူတို့ဂယုမဆိုင်ပါဘူးနောက်ထပ်ကြီးမားတဲ့ပမာဏနဲ့ဆန့်ကျင်ပြတဲ့ဖြစ်ရပ်တစ်ခုကတော့မကြသေးခင်ကမေလမှာပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ဟန်ရိုင်းကိုလာရောက်ခဲ့တာပါပဲသူကဓာတ်ပုံရိုက်ဖို့တသက်လာခဲ့တာမဟုတ်ပါဘူးမက်ခရွန်ဟာဗီယက်နမ်ရဲ့ထိပ်တန်းကောင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီးကွန်မြူနစ်ပါတီအကြီးအကဲတိုလန်လဲပါဝင်ပါတယ်သူကတောင်တရုတ်ပင်လယ်မှာနိုင်ငံတကာဥပဒေတွေကိုလှစ်လျူရှုတဲ့တရုတ်ရဲ့အကျင့်ကိုမသိမသာထိခိုက်ပြောဆိုသွားပါတယ် ပြင်သစ်နဲ့ VNN တို့ဟာစွမ်းအင်ပို့ဆောင်ရေးနဲ့ကာဝေးရေးတို့မှာပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ဖို့သဘောတူညီချက်တွေလက်မှတ်ရေးထိုးခဲ့ပါတယ်။မက်ခရွန်ရဲ့ခီးစဉ်ဟာစီးပွားရေးတသက်မဟုတ်ပါဘူး။ဒေတာရင်းမှာတရုတ်ရဲ့လွှမ်းမိုးမှုကိုစန့်ကျင်ရမှာ VNN ရဲ့အခန်းကဏ္ဍမြင့်တက်လာတာကိုလူသိရှင်ကြားအသိအမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။တရုတ်ကိုဘာကြောင့် VNN ဒီလောက်ဒေါသထွက်နေရလဲဆိုတာကိုနားလည်ဖို့အတွက်သူတို့ရဲ့တမိုင်းကြောင်ကိုအနည်းငယ်ပြန်ကြည့်ရပါမယ်။ ရာသွေးနှစ်များပါကတည်းကဗီယက်နမ်နဲ့တရုတ်ကြားမှာရှုပ်ထွေးတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ရှေးခေတ်ကတည်းကအခွန်ဆက်ချင်းကနေခေတ်သစ်နယ်နိမိတ်အငင်းပွားမှုတွေအထိတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုဟာအမြဲကြီးမားခဲ့ပါတယ်။တောင်တရုတ်ပင်လယ်ဟာအကြီးဆုံးပရိပခနေရာဖြစ်ပြီးနိုင်ငံနှစ်နိုင်ငံသလုံးကရေပြင်နဲ့ကျွန်းတွေကိုပိုင်ဆိုင်ကြောင်းအချင်းချင်းပြောဆိုနေကြပါတယ်။အထူးသဖြင့်ငါရေနံနဲ့မဟာပြွာမြောက်တံမိုးရှိတဲ့ပါရာဆယ်နဲ့စပရက်တလီကျွန်းတွေရှိပါတယ်။ တရုတ်ကရှီရှားကျွန်းများလို့ခေါ်တဲ့ပါရာဆယ်ကျွန်းစုဟာဗီယက်နမ်ကမ်းရိုးတန်းနဲ့တရုတ်တောင်တရုတ်တောင်ပိုင်းကမ်းရိုးရန်ဂျာတောင်တရုတ်ပင်လယ်မှာကျွန်းပေါင်း30ကျော်ပါဝင်ပါတယ်။ပါရာဆယ်တွေကိုတရုတ်ကထိန်းချုပ်ထားပေမဲ့ဗီယက်နမ်နဲ့ထိုင်ဝမ်တို့ကလည်းပိုင်ဆိုင်ကြောင်းပြောဆိုနေကြပါတယ်။1984ခုမှာဟို၄ခုနှစ်မှာတရုတ်ကပါရာဆယ်တွေကိုဗီယက်နမ်စီကသွေးထွက်သံယူနဲ့သိမ်းယူခဲ့ရပါတယ်။1988ခုနှစ်မှာလည်း Spratly ကျွန်းတွေအတွက်ထပ်တိုက်ခိုက်ခဲ့ကြပြီး ဗီယက်နမ်ရေတပ်သားဌာစင်များစွာတေဆုံးကတရုတ်ကအောင်ပွဲခံခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်တွေရဲ့အမှတ်တရတွေဟာ အခုထိအနာတရတွေလို့စူးရှာနေတော့မှာပဲ။တရုတ်ရဲ့ရန်လုံမှုဟာငါးဖန်သမားတွေကိုစော်ကားယုံတတ်တတ်မဟုတ်ပါဘူး။တရုတ်ဟာဗီယက်နမ်ပိုင်နက်တွေပေါ်မှာလူလုံကျုံးတွေတိဆောက်ပြီးတောင်တရုတ်ပင်လယ်မှာသူ့ရဲ့တည်ရှိနေမှုကိုတိုးချဲ့နေပါတယ်။နေပေါင်းများပါအတွင်းမှာတရုတ်ဟာကြောက်တန်းတွေကိုသူတို့ရဲ့စစ်ရေးစခန်းတွေဖြစ်ပြောင်းလဲခဲ့ပါတယ်။ ဒါတွေမှာလေယာဉ်ပြေးလန့်တွေ၊ရေဒါစနစ်တွေနဲ့ရေတပ်အဆောက်အုံတွေပါဝင်ပါတယ်။ဗီယက်နမ်ကလည်းသူ့ရဲ့ကိုပိုင်ကျွန်းတိဆောက်ရေးကြိုးပမ်းမှုကိုအချိန်ပြည့်တင်ပြီးတုံ့ပြန်ခဲ့ပါတယ်။၂023ခုနှစ်နိုဝင်ဘာလကတည်းကဗီယက်နမ်ဟာစပရက်လီကျွန်းတွေက နေရာ၁၀ခုမှာမြေ662အေကာထပ်မံဖြည့်ဆွက်ခဲ့ပြီး စုစုပေါင်းမြေဖို့ထားတဲ့အေကာ2360အထိရောက်ရှိသွားပါပြီ။ဗီယက်နမ်ရဲ့အကြီးဆုံးတိုးချဲ့မှုတစ်ခုက Back Canada Reef မှာဖြစ်ပြီး ပြီးခဲ့တဲ့6လတွင်အရွယ်အစား2ဆနီးပါးကြီးလာခဲ့ပါတယ်။ဒီကြောက်တန်းဟာအခုဆို4318မီတာရှိလျားပြီးတရုတ်ရဲ့အကြီးဆုံး6ခန်းတွေမှာ တွေ့ရတဲ့မီတာ3000ပြေးလန်းတွေလိုလေရင်ပြေးလန်းကိုလက်ခံနိုင်စွမ်းရှိပါတယ်။ဒီလောက်ရကဒေတာရင်းတရုတ်ရဲ့လွှမ်းမိုးမှုကိုတိုက်ရိုက်စင်ခေါ်လိုက်တာပါပဲ။ VNN ဟာ American ဥရောပသမဂ္ဂနဲ့ဂျပန်တို့လိုနိုင်ငံတွေနဲ့ကုန်သွယ်မှုသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးနေပါတယ်။ဥပမာအနေနဲ့ American ကိုကြည့်ပါ။ 2024ခုနှစ်မှာဗီယက်နမ်နဲ့အမေရိကန်ကြားနှစ်နိုင်ငံကုန်သွယ်မှုကဒေါ်လာ132ဘီလီယံအထိရောက်ရှိခဲ့ပြီးဆယ်စုနှစ်တခုအကြာကထက်များစွာခုန်တက်လာတာကိုပြသပါဗျ။ဗီယက်နမ်ဟာလွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်16ခုမှလည်းပါဝင်ပြီးဒါကတရုတ်နဲ့ကင်းလွတ်တဲ့ဈေးကွက်တွေကိုဝင်ရောက်ခွင့်ပေးပါဗျ။အဲ့ဒီသဘောတူညီချက်တွေကငွေကြေးသက်သက်မဟုတ်ပါဘူး။ဒါတွေဟာတရုတ်ကိုရင်ဆိုင်ဖို့စီးပွားရေး empire ကိုတိဆောက်ထားတာပါ။ဒါကိုတရုတ်ကြီးကလည်းဘာမှမလုပ်နိုင်ပါဘူး။ နောက်ထပ်ကောင်းမွန်တဲ့လုပ်ရက်တစ်ခုကတော့ဗီယက်နမ်ကအခွန်စည်းကြက်မှုတွေနဲ့ပိတ်ဆို့အရေးယူမှုတွေကိုဘယ်လိုကင်တွယ်လဲဆိုတာပါပဲ။ American ဟာတရုတ်မှာထုတ်လုပ်ပြီးဗီယက်နမ်အမှတ်သားတက်ဆင်ထားတဲ့ကုန်ပစ္စည်းတွေကိုစစ်ဆေးပြီးအခွန်ရှောင်တာတွေကိုနှိမ်နှင်းနေပါတယ်။ဗီယက်နမ်ကတော့ပူးပေါင်းဆောင်ရွက်ပြီးသူ့ရဲ့ပို့ကုန်တွေတရားဝင်ကြောင်းတက်တည်ပြဖို့အလျင်စလိုလုပ်နေပါတယ်။မေလမှာဗီယက်နမ်ဝန်ကြီးချုပ်ဖန်မင်ချင်းဟာတမရဒေါ်နယ်ထရန့်ချင်းချောက်ထားတဲ့46ရာခိုင်နှုန်းအခွန်ကြီးကြီးမားမားကိုရှောင်ရှားဖို့ အမေရိကန်နဲ့ကုန်သွယ်မှုသဘောတူညီချက်ကိုအပြီးတက်ဖို့အချိန်ပိုလှုပ်ဆောင်ခဲ့ပါတယ်။အနောက်တိုင်းစံထုံးတွေနဲ့ညီညွတ်အောင်လှုပ်ဆောင်ပြီးဗီယက်နမ်ဟာကမ္ဘာစီးမြင့်တွေအတိုင်းကစားနိုင်တယ်ဆိုတာကိုပြသနေပါတယ်။ဒါတွေကတရုတ်ကမကြာခဏချိုးဖောက်တတ်တဲ့စီးမြင့်တွေပါ။ဒါကတန်ခတ်တာကိုရှောင်ရှားရုံတသက်မဟုတ်ပါဘူး။ပေကျင်းကိုမိခိုးစရာမလိုပဲဗီယက်နမ်ကရှင်သန်နိုင်တယ်ဆိုတာသက်သေပြတာလည်းဖြစ်ပါတယ်။ပြီးတော့ကုန်ထုတ်လုပ်မှုကဏ္ဍပြောင်းရွှေ့မှုရှိပါတယ်။ ဒါကတော့အရေးကြီးတဲ့ကိစ္စပါကုမ္ပဏီတွေဟာကုန်ကြစိတ်တွေမြင့်တက်လာတာကုန်သွယ်ရေးစပွဲတွေနဲ့နိုင်ငံရေးအန္တရာယ်တွေကြောင့်ဗီယက်နမ်နိုင်ငံဟာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်ဆွဲဆောင်မှုရှိတဲ့နေရာဖြစ်လာပါတယ်2025ခုနှစ်မတ်လ31ရက်နေ့အထိနိုင်ငံတွင်းမှတ်ပုံတင်ထားတဲ့စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာဒေါ်လာ30.68ဘီလီယံထိရောက်ရှိခဲ့ပြီး2024ခုနှစ်မှာအလားတူကာလနဲ့နှိုင်းယှဉ်ရင်34.8ရာခိုင်နှုန်းတိုးလာတာကိုပြသပါတယ် VNN ဟာကမ္ဘာကုန်ထုတ်လုပ်သူတွေအတွက်အစွဲဆောင်နိုင်ငံရွေးချယ်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဒီနိုင်ငံမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံထားတဲ့နာမည်ကြီးကုမ္ပဏီတွေလည်းရှိပါတယ်။ဥပမာအားဖြင့် Ligo ကုမ္ပဏီကိုကြည့်ပါ။ဒိမတ်ကအယုတ်ကုမ္ပဏီဖြစ်တဲ့ Ligo ဟာ VNN ရဲ့ပင်တောင်းပြည်နယ်မှာဒေါ်လာ1.3ဘီလီယံတန်ဖိုးရှိတဲ့ကုန်ထုတ်စက်ရုံတစ်ခုတည်ဆောက်ခဲ့ပါတယ်။ဒါကတာမန်စက်ရုံတစ်ခုမဟုတ်ပါဘူး။ဒါကသူတို့ရဲ့ပထမဆုံးသော ကာဗွန်နျူထရယ်ဆက်ယုံဖြစ်ပြီး2026ခုနှစ်မှာပြန်လည်ပြည့်ဖြူမြဲစွမ်းအင်တွေနဲ့အပြည့်အဝလေပတ်မှာဖြစ်ပါတယ်။ဒီဆက်ယုံဟာအလုတ်ကိုင်းထောင်ပေါင်းများသောကိုဖန်တီးပေးနေပြီးကုန်ထုတ်လုပ်မှုကဘာမှာဗီယက်နမ်ရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုခိုင်မာစေပါတယ်။ပြီးတော့နီးပညာကုမ္ပဏီကြီးတွေလည်းရှိပါတယ်။ Samsung, Intel နဲ့ LG တို့အားလုံးဟာဗီယက်နမ်မှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံထားပါတယ်။အထူးသဖြင့် Samsung ဟာစမတ်ဖုန်းတွေကနေအိမ်သုံးပစ္စည်းတွေထိ အရာရာတိုင်းတွင်ဒီနိုင်ငံကို သူ့ရဲ့အဓိကထုတ်လုပ်မှုဌာနတစ်ခု ဖြစ်စေခဲ့ပါတယ်။အင်တဲကလည်းဗီယက်နမ်ရဲ့ဟိုချီမင်းမြို့မှာရှိတဲ့ချစ်ပြားတက်ဆင်စစ်ဆေးရေးဆက်ရုံမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံထားပါတယ်။တချိန်ထဲမှာပဲ LG ကလည်းဒီနိုင်ငံမှာအီလက်ထရောနစ်နဲ့အိမ်သုံးပစ္စည်းတွေထုတ်လုပ်ဖို့အာရုံစိုက်နေပါတယ်။ဒီကုမ္ပဏီတွေဟာနည်းပညာထုတ်လုပ်မှုအတွက်ယုံကြည်စိတ်ချရတဲ့ဗီယက်နမ်ရဲ့နာမည်ကောင်းကိုမြှင့်တင်ရမှာအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ဒီလိုစီးပွားရေးပြောင်းလဲမှုဟာ ဗီယက်နမ်အတွက်ကောင်းတဲ့ပြင်တရုတ်ရဲ့ကမ္ဘာထောက်ပံ့ရေးခွင့်ဆက်ပေါ်လွှမ်းမိုးမှုကလည်းဓာတ်ရိုက်စိန်ခေါ်မှုလည်းဖြစ်ပါတယ်။စည်ရေးရာတင်းမာမှုတွေမြင့်တက်နေတဲ့တောင်တရုတ်ပင်လယ်မှာဗီယက်နမ်ကလက်ပိုက်ကြည့်မနေပါဘူး။ American စီကနေဒေါ်လာ5ဘီလီယံတန်ဖိုးရှိတဲ့ F system တိုက်လေယာဉ်တွေဝယ်ယူခဲ့ပြီးဒါကဗီယက်နမ်ရဲ့စည်ရေးစွမ်းရည်ကိုအကြီးအကျယ်မြင့်တင်ပေးပါတယ်။2016ခုနှစ်မှာ American ကဗီယက်နမ်ပေါ်လက်နက်ပိတ်ဆို့မှု